ျွန်တော်နာမည်ကပကြီးဆရာကြီးဦးစောလိုက်ပါအေယာဝန်ပကြီးပြာခန်းပါဆရာကြီးဦးနှောကျွယ်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ပကြီးလောကအနေနဲ့ပြောရရင်တော့အမတန်နှမျိုးစရာကောင်းတဲ့ဆရာကြီးတယောက်ပါဘာဖြစ်လို့လဲလို့ဆိုတော့ဆရာကြီးကနံပါတ်1ကဘာသာရေးလဲကျွန်တော်လောကမှာတော့အထွတ်ထိပ်ပါပဲနံပါတ်2ကပညာရေးလဲထွတ်ထိပ်ပါပဲနောက်တစ်ခုကကျွန်တော်လုပ်ငန်းရေးရာ ဒီကားတွေတံပိုးကိုလည်းကဘာကျော်အောင်အမြင့်ဆုံးဈေးရနိုင်အောင် impression နီးနဲ့တံပိုးယူပြသွားတတ်တဲ့ဆရာကြီးတဦးပါကျွန်တော်ဆရာကြီးတဦးကွယ်လွန်ခြင်းအတွက်ကတော့ကျွန်တော်ပကြီးလောကအတွက်ကတော့အရန်ကိုခြေခွဲဝမ်းနဲ့ဆရာကောင်းပါတယ်။အော်နမရင်ကတော့ကြောင်းတက်တော့ပကြီးဘူးကြောင်းတက်တဲ့ခါကျတော့တတိယနေ့မှာဆရာကိုလွတ်ညွတ်နေ ဟုတ်သက်ကို50ခုနှစ်ပေါ့နော်ဆရာဦးလုံးပြည့်တင်နန်းနဲ့တက်ခဲ့ရတာအဲ့တော့တနှစ်မှာဆရာတယောက်တည်ပေါ့အာပရမတ်နဲ့မှာမကြည်ဘူးဒုက္ခပေါ့ဒုတိယနဲ့မှာဟိုဟာဘုရားညာရဲ့တပည့်ဆရာကြီးဦးသိန်းဟန်အဲဆရာကြီးဦးသိန်းဟန်ဒုတိယနဲ့တင်ပြီးတော့ဆရာဦးလုံးကျွယ်ဟာတတိယနဲ့တင်တယ်အဲ့တော့ဆရာသုံးယောက်ရဲ့တပည့်ဟောပြတာအဲ့နှစ်မှာ အဲကျွန်တော်ကကျောင်းသားဖြစ်နေဆရာနဲ့ဆုံတော့ပေါ့နော်အဲကျွန်တော်မြန်မာကာတွန်းရေးမှလည်းသူတည်တယ်အဲမင်းကာတွန်းရေးတာအကြီးဘာလို့လာတင်တာလဲတဲ့မိကုန်းတစ်ခုကျွန်တော်မေးတယ်အဲ့တော့ဆရာလို့ကြီးတက်ချင်လို့ပါလို့ဒါရရိုးရိုးရှင်းရှင်းလေးပြတာတကယ်တကယ်ကတော့ကြီးတဲ့ပူအစ်မျက်နှာပေါ့နော်ဆရာကျွန်တော်ကာတွန်းရိုးရိုးရေးတာလေကပ္ပကာတွန်းနဲ့ပတ်သက်တဲ့ပေါ်လူကြီးဖြစ်တဲ့ အเจ้าညာတွေမှာအာကျွန်တော်ရေးချင်တာအဲ့တော့ကိုရီဇာဆူရကာတွန်းဆိုတဲ့ဟာနှစ်နှစ်စဉ်တဘာမှာပြီးတယ်အဲ့ဒီလိုကတ်တွန်းဆရာတွေနဲ့ကျွန်တော်ဟာရှင်နိုင်တဲ့ကတ်တွန်းဆရာဖြစ်ချင်လို့ကျွန်တော်ပကြီးတင်နန်းလာတယ်တကယ်ကတော့တတဟိုပါပေါ့ကိုယ့်ရဲ့အိမ်ပေါ့နော်ဒီရွက်ကအစ်မှန်တာပဲအဲ့တော့ဆရာနဲ့69 90မှာတွေ့တယ် ဆရာကတော့82ခုနှစ်မှာသူက retire သွားတယ်။အဲဒါပေမဲ့လည်းဆရာရင်းတပည့်ရင်းဖြစ်တဲ့အတွက်ဆရာကိစ္စရှိသမျှဆရာပြပွဲရှိသမျှအဲဆရာခေါ်တဲ့အချိန်တိုင်းကျွန်တော်အရောက်ရောက်အောင်လာတယ်။အဲဒါဆိုဆရာရင်းတပည့်ရင်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စဟာကျွန်တော်လုပ်ပြရမယ့်ကိစ္စတွေရှိတယ်ဆိုပြီးတော့အဲလိုနေတာပါ။စိုင်းထိုးတော့ပကြီးမောင်ကျော်ညွန့်နဲ့အဖွဲ့ခိုးရင်ရုပ်ရှင်ပုံစံတွေရေးခဲ့တယ် အကြီးမောင်ကျုံနှုတ်နဲ့အဖွဲ့ဆိုပြီးစိုင်းထိုးခဲ့တယ်။ဆရာဆရာရှိမှ60ခုနှစ်ကဆရာလည်းပကြီးကျောင်းကိုရောက်ပြီးဆရာဖြစ်တာ2နှစ်လောက်နေမှာသူက18နှစ်နဲ့သားလောက်မှာပကြီးကျောင်းတက်တဲ့အခါကျတော့ဆရာအတန်းမှန်တက်ခဲ့ရတယ်။ဆရာတပည့်အရင်နေပဲဆရာတပည့်အရင်နေအဲ့ဒီအချိန်မှာဆရာသင်ခဲ့ပြခဲ့တဲ့ဟာတွေအခုတည်းမျက်စိတည်းမြင်တွေ့နေတယ် ဆရာကျေးဇူးကြီးတယ်ပြောပါဘူးဆရာထားခဲ့တဲ့ကျေးဇူးကြီးအဲ့ဒါတွေကြုံခဲ့ရပါဆရာတန်းမှာပဲတက်ခဲ့တာဒါနဲ့ဗမာပြည်မှာဆရာလောက်အောင်မြင်ပြီးဆရာလောက်ပြည့်စုံတဲ့ပြည်ဆရာဟိုသူ့ရဲ့တော်ရှင်တော်မယ်နာမည်ကြီးကြီးကြီးမယ်ဒါနဲ့သူ့လောက်ပြည့်စုံမှုမရှိကြဘူးဆရာတော့လူ့ဘဝမှာသူပြည့်ချင်တာတွေအကုန်ရသွားတဲ့ပြည်ဆရာတယောက်ပဲ အဲ့ဒီခါကျတော့ဆရာအတွက်ကိုတကယ်ဝင်းလဲတာတယ်ဆရာလူပြကျိုးနဲ့တယ်နောက်တပည့်တွေလည်းအများကြီးပညာဖြန့်ပေးခဲ့တယ်ဒို့တော်မှာအခု83နှစ်ရှိနေပြီဆရာတပည့်အရင်ဒို့ဒို့ငငယ်တဲ့တက်တဲ့ဆရာဆရာပကြီးကျောင်းပကြီးကျောင်းဆရာစဖြစ်တဲ့အချိန်နဲ့သင်ခဲ့တဲ့ဆရာတပည့်တွေအဲ့ဒါအခုတော့ဒို့တော်အဖိုးကြီးတွေဖြစ်နေဆောဆရာဒီအချိန်မှာကြာမှာ ဒီအသက်အရွယ်ထိနေတော့တော့ဝင်လဲဝင်တာလဲတမျောလဲတမျောလဲမရှိတော့တဲ့အတွက်တမျောလဲဘာလို့လဲသူ့လိုဆရာတယောက်နောက်ထပ်ဆိုတော့ပေါ်ဖို့တိတ်မလွယ်ဘူး